စင်းရဲဘွားကနေအကြောင်းရင်းတချို့ကြောင့်မြန်လဲပြသလိုချမ်းသာသွားတဲ့မင်းသမီး၃ယောက်ဒီပီရဲမှာတော့စင်းရဲဘွားကနေချိန်တိုအတွင်းကိုမြန်လဲပြသလိုကြီးကြီးတဲ့ချမ်းသာကြွားသွားတဲ့မင်းသမီး၃ယောက်ကိုပြောပြပေးသွားမှာပါနံပါတ်၁ now point ထားစင်းရဲနွမ်းမတဲ့ဘွားကနေရုပ်တရက်ချက်ချင်းဆိုသလိုချမ်းသာလာကကမ္ဘာပတ်နိုင်နေသည့်ကိုချမ်းသာကြွားသွားတဲ့မြန်မာတရုတ်ဆောင်မင်းသမီးတယောက်ကတော့တရုတ်ဆောင်မင်းသမီး now point ထားဖြစ်ပါတယ်အားလုံးသိကြတဲ့အတိုင်းတရုတ်ဆောင်မင်းသမီး now point ထားဆောင်းဝဲမှာတော့တာမန်ချောင်းလူလေးတယောက်ပါ နော်ဖောင်းရင်ထားတဲ့မိမာတွေကတာမန်လရန်စာတွေဖြစ်ပါရင်သူချင်းတော့နော်ဖောင်းရင်ထားဟာခရင်ပိုင်ကပြားမလေးဖြစ်ခါနေကလာတာဖြစ်ပြီးတော့မန်လီမျိုးကနိုင်ငံသားဘာသာတက္ကသိုလ်မှာပညာသင်ကြားခဲ့ရတာပါအဲ့နောက်ပိုင်းမှာတော့နော်ဖောင်းရင်ထိုင်ရုပ်ရည်ချောင်းပေါ်လှပမှုတွေကြောင့်မန်လီတိုင်းတစ်ခုလုံးရဲ့တက္ကသိုလ်ကျောင်းပေါင်းစုံအလားမင်းကွင်းဖြစ်ခဲ့တာဖြစ်ပါရင်အဲ့ကန်တစင်ကျောင်းကြားရင်တပ်ပေါ်နေရရင်လည်းနော်ဖောင်းရင်ထားတဖြည်းဖြည်းနဲ့လူပညာလောကတွေကိုဝင်ရောက်လာတာပါခုချိန်မှာတော့နော်ဖောင်းရင်ထားဟာမြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းမီတယောက်ဖြစ်နေပါပြီဒါကြောင့်လည်းနော်ဖောင်းရင်ထားရဲ့ဝင်ဝင်ဟာ ထင်မှတ်ထားလောက်အောင်များပြတာပါ။ဒါပြင်တော့ဖွင့်ထားအခုချိန်မှာမြန်မာနိုင်ငံရဲ့ထိတ်တန်းအချမ်းဆောင်တတိယတောင်ဖြစ်တဲ့ထပ်ခိုင်ဝင်တဲ့ချစ်ဆိုင်နေရပဲဖြစ်ပါတယ်။ဒါကြောင့်လည်းတော့ဖွင့်ထားကမ္ဘာပေါ်ကနိုင်ငံတွေတော်တော်များများကိုလည်းတက်ပတ်နိုင်ခဲ့ပါပြီ။ဟိုတလောကဆိုရင်တော့ဖွင့်ထားဒူဘိုင်းမြို့မှာတတိယမိုင်လုံနေထိုင်ပြနေရပါသူပြေတော့တော့ဖွင့်ထားတဲ့ချစ်တော်ထပ်ခိုင်ဝင်ဟာမြန်မာနိုင်ငံမှာရုပ်ရှင်ထုတ်လို့ရပါဝင်ဇီဝရေးလုပ်ငန်းများဆောင်ကိုလည်းလက်ပတ်လွတ်ကင်နေတာဖြစ်တာကြောင့်တော့ဖွင့်ထားတော်တော်လေးကိုချမ်းသာနေတာဖြစ်ပါတယ်။ဒါကြောင့်လည်းတော့ဖွင့်ထားဟာ မြန်မာနိုင်ငံမှာဆင်းရဲတဲ့ဘဝကနေထိတ်တန့်သတင်းပိုင်းအနေနဲ့ဖြစ်သွားတဲ့မင်းမီတယောက်လို့ဆိုရမှာပါ။နံပါတ်1မင်းမြင့်မို့ရုတ်တရက်ကြီးမြန်လဲပြလို့ချမ်းသာတော်ရင်မင်းမီရဲ့မှာရှိနေတာကတော့မင်းမြင့်မို့ပါ။အစပိုင်းမှာတော့မင်းမြင့်မို့ဟာတာမန်စားနိုင်တောင်းနိုင်လူလက်တန်းစားမိသားစုကလာတာပါ။ဒါပြင်လည်းမင်းမြင့်မို့ဟာအနုပညာအလုပ်တွေကိုဝါသနာပါရာကြောင့် MRD ဖုန်းရုပ်တန်လိုင်းပြုဆောင်ဖြစ်နေရင်းချေခိုင်းနေတဲ့ MRD ဖုန်းရုပ်တန်ဇလန်တွေမင်းမီဖြစ်လာပါတယ်။မင်းမြင့်မို့ဟာရုပ်တန်ဇလန်တွေမှာကြာရာကာရိုက်တာဇက်ကောင်မျိုးစုံကို အကောင်းဆုံးသင်ယူဆောင်နိုင်ပါတယ်။ဒါပြင်မင်းမြတ်မောဟာအရန်မောင်းနဲ့အလှတရားတွေကလည်းထိတ်တန်းမင်းမြတ်ရောက်ရင်ချင်းနဲ့ပြေဆုံးနေတာပါ။ဒါကြောင့်လည်းမင်းမြတ်မောဟာဇလန်းနဲ့မင်းမြတ်ဖြစ်ကနေထိတ်တန်းရုပ်ရှင်မင်းမြတ်ဖြစ်လာတော့ပေါ့။ဒီချိန်မှာတော့မင်းမြတ်မောဟာကယ်ရီဆူရီယာရှိထားတဲ့ပထမဆုံး MRD4 မင်းမြတ်ဖြစ်လာတဲ့ရုပ်ရှင်စကားပေါင်းများစွာလည်းလက်ခံရကူနေရပါပြီ။ဒါကြောင့်လည်းမင်းမြတ်မောရဲ့ဝင်ဝင်ကအမကန်ကိုများဖျားနေရပါဒီလိုချိန်မှာမင်းမြတ်မောဟာတမန်ရရှိထားတဲ့လူပညာရှင်တွေနဲ့ပထမဟိုတယ်တင်အောင် ိုးတဲ့တိုက်တဲ့ဟာကိုပိုင် brand နဲ့အလှကပစ္စည်းရောင်းထားရင်လုတ်ခဲ့ပါတယ်။ဒါကြောင့်လည်းမင်းမြို့ဟာချမ်းသာကျောင်းမတွေကဒီချိန်မှာအမခန်းများပြနေရပါ။စောပိုင်းမှာတော့မင်းမြို့ဟာတာမန်မင်းကြီးတယောက်ပါပဲ။ဒါကြောင့်လည်းမင်းမြို့ဟာချိန်တော်အတွင်းမှာချမ်းသာလာတဲ့မင်းမြို့တယောက်ဖြစ်ပါတယ်။နံပါတ်3ပိုးကြဘူးခင်။မင်းမြို့မို့လို့ပဲ MRT ဖုန်းရုပ်ဆောင်မင်းမြို့တလက်ဖြစ်တဲ့ပိုးကြဘူးခင်ဟာတာမန်လိုလက်တန်းစာမိသားစုကနေထိတ်တန်းမိသားစုဖြစ်လာတာပါ။ကောင်းလေပိုးကြမြုံကြီးခုချိန်မှာရန္နာဆိုင်ပိုင်ဆိုင်သားကကြီးတဲ့ချမ်းသာကြွားတဲ့ထိတ်တန့်တထေးမကြီးဖြစ်နေပါပြီ ိုးကြောင်ယူရင်တရားချင်းတို့တွေမှာချမ်းသာတော်တာကလည်းတထိပ်ကိုထုံဝင်ခေါ် PK ထွန်းနဲ့လက်ထပ်လိုက်လို့ပါအခုပြပြပေးတော့တာကတော့ချင်းတို့တွေမှာလွလက်တန်းစားဘွားကနေထိတ်တန်းတထိပ်မှကြီးဖြစ်လာတဲ့မင်းမီ၃ယောက်ပဲဖြစ်ပါတယ်အခုပြပြပေးသွားတဲ့မင်းမီတွေမှာမပါတဲ့စားသောသူတွေရှင်လဲပြောပြတော့ကြပါအောင်ရှင်